ဘဝရဏဘွယ်ဘဝရဏဘွယ်နဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေဘဝရဏပြုတယ်ဆိုတာကြားဘူးကြလိမ့်မယ်အဲ့ဒီဘဝရဏပြုတာဘာလို့ထားတော့ဆိုရင်တပားနဲ့တပားเนาะအပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲเนาะအဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရေညောလာဆိုလို့ရှိရင်ဩကတဂရောဂျုံနဲ့ဂရောတယ် အဲ့ဒီကရောတာဟာလည်းပဲအပြစ်ရှိလို့ရှိရင်ပပျောက်စေရန်လို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတာထဲမှာပါတဲ့အတိုင်းပေါ့နော်ကာယကံဝစီကံမနောကံတို့ ਨੇ ပြောဆိုမိလို့ရှိရင်ပြုလုပ်မိလို့ရှိရင်စိတ်ထဲကကြံစီမိလို့ရှိရင်ထိုအပြစ်တို့ပျောက်ပါစေခြင်းချုံငါဆိုလူကြီးသူမတွေမိဘတွေကိုကရောတယ်ဒီလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှာမရှိတဲ့ယဉ်ကျေးမှု ဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပြောလိုက်ပြီးမတောင်းမမဲနေလို့ရှိရင်အဲ့ဒီအပြစ်ကဘာဖြစ်တုံဆိုလို့ရှိရင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်အောင်နိုင်မှုသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားတယ် မိဘကိုစော်ကားပြီးပြန်မတောင်းပန်မှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တဲ့ဆိုလို့ရှိရင်သူ့ရဲ့ဘဝတိုးတက်မှုတွေဟာထင်သလောက်မတိုးတက်ဘူးအဟံတာတွေဖြစ်လာတည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်မတောင်းပန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတစ်မျိုးသူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောင်မွားကြလို့ရှိရင်အဲ့ဒီတိုင်းသွားဖြစ်တတ်တယ်ကြောက်ရတယ်ပေါ့ဒါမှမဟုတ် ဒီတန်တရာခရီးသွားအမှားမလုံးမိစေနဲ့ဆိုဖြစ်မှာကြည့်တန်တရာခရီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှန်လို့ရှိရင်နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်